ဘာလေးမှမွေးဘာလေးမှကြီးတယ်မန္တလေးကိုချစ်တယ်ကျွန်တော်ကြည်ကြာဆရာတော်နေအိုင်းမှပြောတယ်မန္တလေးအတွက်ဆိုဘာလို့ပြရမလဲကျွန်တော်ရဲ့ပထမဆုံးဓာတ်ရုံကကျွန်တော်တို့ဒီမန္တလေးတောင်ကြီးကခလာ95ဖြစ်ပါတယ်ဒါပြည်သူ့လွတ်တော်အနေနဲ့ဒါကျွန်တော်တို့ဘောက်တေစာကျော်ပြိုင်မယ်အမျိုးသားလွတ်တော်အနေနဲ့ဦးဟိန်လေးဦးပြိုင်မှမယ်တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ဒါအပေါင်းမျိုးအောင်ပြိုင်မှမယ် ရှမ်းတိုင်းရင်းသားလွတ်တော်ကိုယ်စားလှယ်တော်အနေနဲ့ဦးဆိုင်အောင်ကြည်ပြိုင်မှမယ်။နောက်တစ်ခါကျွန်တော်တို့အမျိုးသားလွတ်တော်အချိုးကျကိုစားပြုစနစ်နဲ့ရတာဦးခင်မောင်မြင့်ပြိုင်မှာဖြစ်ပါတယ်။နောက်တစ်ခါကျွန်တော်တို့တိုင်းဒေသကြီးလွတ်တော်အချိုးကျကိုစားပြုနောက်တစ်ယောက်ကတော့ဦးညီညီခေါ်ဦးကျော်စံဖြစ်ပါတယ်။ဒါကတော့တိုင်းဒေသကြီးလွတ်တော်အချိုးကျကိုစားပြုဖြစ်ရှင်ပြိုင်မဲ့ကျွန်တော်အဲ့ဒါဦးမျိုးမြင့်ဖြစ် ကျွန်တော်တို့သမီးတို့ကတော့ပြည်ခိုင်မျိုးပါတီနေတာအနိုင်ရရှိတော့မယ်ဆိုလို့ရှိရင်သမီးတို့ပြည်သူတွေစာဝင်နေရင်လူနေမှုဘဝမြင့်ပြည့်နေပေးနိုင်လို့ရှိမရှိလဲသမီးသိချင်ပါရဲ့ရှင်ဒီပြည်ခိုင်ကိုလည်းပတ်သက်ပြီးတော့မှကျွန်တော်တို့ဒီပြည်သူလူထုကိုသိအောင်ကျွန်တော်တို့ပြောကြားရတဲ့ဖြစ်ပါလိမ့်မယ်နိုင်ငံအတွက်အရေးကြီးဆုံးအချက်ကစီးပွားရေးကောင်းဖို့အတွက်လုပ်တဲ့အချက်အဓိကဦးစားပေးဖြစ်ပါလိမ့်မယ်လက်ရှိနေသားမှာလည်းနိုင်ငံအတွင်းမှာ လက်ရှိရှိနေတဲ့အစိုးရအဖွဲ့ဟာစီဝါရေးကောင်းအောင်ဆောင်ရွက်နေတဲ့အပြင်ကျွန်တော်တို့ဒါကျွန်တော်တို့ပါတီဒါအစိုးရအဖွဲ့ဖြစ်လာလို့ရှိတယ်ကျွန်တော်တို့အနေနဲ့နိုင်ငံအတွင်းမှာရှိတဲ့ပြည်သူလူထုရဲ့အခြေခံဖြစ်တဲ့စာဝင့်နေရေးကိုအဓိကကျွန်တော်တို့ပေါင်းမအောင်ကျွန်တော်တို့ဆောင်ရွက်ပါမယ်ပြီးလို့ရှိရင်ကုန်ထုတ်လုပ်မှုတွေတိုးတက်အောင်ကျွန်တော်တို့စီမံအားရရှိပါတယ်နောက်ချက်ကတော့ကျွန်တော်တို့ ပြည်သူလူထုတွေရဲ့အဓိကဖြစ်တဲ့နိုင်ငံရဲ့ကျွန်တော်တို့လူကြီးရဲ့ကျွန်တော်တို့80ရာခိုင်နှုန်းအတွက်ကျွန်တော်တို့စာဝင်းနေရေးမှာအရေးကြီးဆုံးဖြစ်တဲ့စိုက်ပျိုးရေးကျွန်တော်တို့စိုက်ပျိုးရေးခံတာကိုကျွန်တော်တို့အဓိကထားပြီးတိုးတက်အောင်ကျွန်တော်ဆောင်ရွက်ပါမယ်။ပြီးရင်မွေးမြူရေးကျွန်တော်တို့ဆောင်ရွက်မှာဖြစ်ပါတယ်။ပြီးလို့ရှိရင်ပုံထုတ်လုပ်မှုနဲ့ကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့စီးပွားဆက်သွယ်မှုဒီကျွန်တော်ကောင်းမွန်အောင်အဓိကထားပြီးဆောင်ရွက်ပါဖြစ်ပါတယ်။ ဒါကြောင့်မလို့အခုဒီမှာမေးသွားတဲ့ကျွန်တော်တို့ပါတီသားကျွန်တော်တို့အစိုးရအဖြစ်ဖက်ရလို့ရှိတယ်ကျွန်တော်တို့ရဲ့အဓိကဦးစားပေးအချက်ကြီးပြည်သူလူထုရဲ့လူမှုစီးပွားဘဝပြည်သူလူထုရဲ့စီးပွားရေးအဓိကတိုးတက်အောင်ဝင်ငွေတိုးတက်အောင်ဆောင်ရွက်မှာဖြစ်တယ်လို့ကျွန်တော်အနေနဲ့ပြောကြားရင်းနေလို့ဖြစ်ပါတယ်ကျွန်တော်လည်းများပါတယ်လူမှုရေးတပေါင်းအောင်ရှိတယ်ကအဲ့ဒီမှာခြေကန်လူတန်းက9000လောက်ရှိတယ်အဲ့9000လောက်ကကြာဘယ်ပေးဖို့ကအဆင်မပြေဘူး ။ဘာကြောင့်လဲဆိုတော့အခြေခံလူတန်းသားဖြစ်နေတယ်။သူတို့မှာမှတ်ပုံနဲ့လောက်ဝယ်ရှိနေတယ်။အကျိုးရှိနေရာတိတ်တာ။မဲပေးလို့ရအောင်ဆိုတော့ဘယ်လိုပြောချင်လဲ။အပေါင်းလေးပါမမဲပေးလို့ရအောင်။ဒါကြောင့်ဘာအားလုံးတော့ကမဲရအောင်ကိုပြေးကြတယ်။အဲ့တော့ပုံလေးလုပ်ကြပါ ်ပါဘူး။ဒီမှာမိန်းကလေးတွေတို့ကြောက်တယ်။အဲ့ကောင်ကြီးဘကုန်းကြီးကိုတိတ်လာပါရဲ့။အိမ်ကောင်ကြီးတွေတိတ်လာပါ့။ဟမ်။ဟုတ်လား။အဲ့ဒီလိုလိုများလုပ်ရတာတော့ဘူးအဲ့တော့ဝေးလာတဲ့ခါကျတော့လက်ဖြေရတာဥရေရပြောလို့ရှိရင်မပုံလို့ပေါင်ပြီးတော့ပတ်စံချီလို့မရဘူးဗျာအဲ့ဒါဆိုလို့ရှိရင်ဗျာ ဒါကဟိုဟာကျွန်တော်တို့ဥပဒေနဲ့အရေးခံအဲ့တော့ဟိုပရမတ်တို့ရောက်မယ့်အချက်ကတော့ခင်ဗျားအဲ့ဒီဥစ္စာကိုမှတ်ပုံတင်ပြီးမပြန်ပြန်ရွေးဖို့တော့လိုနေတယ်အဲ့ကကြရင်ပြောတဲ့အချက်ပြဿနာမရရဘူးကျွန်တော်တို့ပါတီအနိုင်ရလို့ရှိရင်ကျွန်တော်တို့အလုံးကိုင်အခွင့်အလမ်းတွေအားလုံးရအောင်ကျွန်တော်တို့ကျိုးလာပြီးတော့ကျွန်တော်ဆောင်ရွက်ပြီးဖြစ်အောင်လည်းကျွန်တော်တို့ အဲ့တော့အဲ့ကြလို့ရှိရင်တော့ခင်ဗျားတို့မှတ်ပုံတင်နေအပေါင်ခံမဲ့ပေါင်မဲ့ကိစ္စတော့ရပ်သွားလိမ့်မယ်လို့ထင်တယ်။အဲ့မှတ်ပုံနဲ့ခိုင်ပြီးမှမဲလာပြရမယ်ဆိုမှတ်ပုံနဲ့မရှိရသူကြမဲပေးခွင့်မရှိတော့ဘူး။အဲ့လိုတော့တမိသိချင်တယ်မှတ်ပုံနဲ့မရှိရသူတွေကိုမဲပေးနိုင်အောင်လို့ဘယ်လိုများဆောင်ရွက်ပေးမလဲလို့သိချင်ပါရှင်။မှတ်ပုံနဲ့ရှိရင်မဲပေးလို့ပြောကြတော့ကျွန်တော်တို့ချင်းတိုင်းပြောနေတာပါနော်။မှတ်ပုံတွေရှိအောင်လုပ်ပေးမယ်လို့ပြောတာ။ပြီးခဲ့ကပဲဒါဥတီစားချုံပေါ့နော်။ကျွန်တော်တို့သွားနေနေကျွန်တော်တို့မှာ အင်္ဂိစီမှာကျက်စက်တစ်နှစ်သုံးနှစ်သွားနေတာရှင်းဟုတ်ပြီနေတာနော်အချိန်ဒီမှာပုံတွေရှိဖို့ဆိုတော့အများကြီးပြုတ်ပို့လို့ပြီးခဲ့တဲ့အခါပဲနံပါတ်1အရေးကြီးဆုံးကမေးစင်းနဲ့ပါရတာမေးစင်းနဲ့ပါရတာဆိုတော့မပုံတွေရှိတယ်ကျွန်တော်တို့ပြောပြီးခဲ့တာပဲကျွန်တော်တို့ခုနကဦးကိစားကျော်ကျွန်တော်တို့ကပြောရတယ်ဘုတ်စင်းနဲ့သုံးရောက်ကျွန်တော်တို့ကပြောတော့ချင်းချင်းပဲဘာကောက်ကပြောရတယ်ချင်းချင်းစမ်းပြီးတော့ပြီးနေနေပြီးတော့ဒါပေမဲ့ကျွန်တော်မပုံတွေလုံးလုံးမရတဲ့ ပါရှင့်သူသိတော့နေရတယ်ခြားပေါင်းစင်နေလိုက်တော့သူကခုနေနေရုပ်ကြီးရှိတယ်အဲ့ဒီပုံမှန်ကကျွန်တော်ရှိမှပြောပြတယ်ကျွန်တော်တို့တောင်းပန်ပြတဲ့အချိန်မှာကျွန်တော်တို့ရဲ့နိုင်ငံတော်ကြီးပြန်သွားနေတာပန်ရှင်တော်ဆိုတာဖြစ်ရမှာဖြစ်တယ်ခွင့်တို့ဘုမုံတွေအရှိမနေဘူးအိုဒီယာဒီယာကျွန်တော်ဒီမှာရေဒီမှာဘုမုံနေမြင်ပါအမြရှိတယ်ပြီးတော့ဒီငန်းကြီးတာပေါ့ ီးပါးတွေက၄နှစ်ပတ်သက်နေတာတော့မပေါ့ဘူး။မပေါ့ဘူး။အင်းကြောင့်တရားကြည့်တော့မပေါ့နဲ့လုံရအောင်။မဲပေးလို့မရဘူး။မဖြစ်နိုင်ဘူးတင်နေတယ်။ဟောဒီရက်ကြီးပေါ့နော်။ရက်ကြီးကတော့မဖြစ်ပါဘူး။ရက်ကြီးတော့ကွတ်တော်ဝင်ကကိုရင်ပြောဆိုပြုတ်ပြီးတော့ပြီးတယ်။ဒီနေ့ကျွန်တော်တို့ဆောင်ရွက်ပြီးလို့ရတယ်။အဲ့တော့ပြုတ်ပြီးပါမယ်။